မနေ့ကညနေပိုင်းကစလို့တိုက်ပွဲပြန်ပြီးဖြစ်ခဲ့တယ်ဒီထိုင်းနဲ့ကမ္ဘောဒီးယားကဒီနေ့ဒီဇင်ဘာ10ရက်မနက်3နာရီလောက်ကစပြီးတိုက်ပွဲကိုအကြီးအကျယ်ပြန်ဖြစ်နေပါပြီဒီနေ့မနက်3နာရီလောက်ကစပြီးတော့ကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်ဒီထိုင်းဘက်ခြမ်းကဒီပြည်နယ်တွေဖြစ်တဲ့ Urian စူရင်ပြည်နယ်ဥဘုံရထာတာနေနဲ့စစ်စက်ကဒေသပြည်နယ်တွေမှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲကြီးတွေဖြစ်ခဲ့တာပါထိုင်းဘက်ကဒီနေ့မနက်အစောပိုင်းမှာအမေရိကန်တို့ F16 တိုက်လေယာဉ်တွေကိုအသုံးပြုပြီးဘုံကျဲခဲ့တယ်လို့ကမောရီးယားဘက်ကလည်း MRS အတွဲလိုက်ပစ်ဒုံးစနစ်ဖြစ်တဲ့ BN21 လက်နက်တွေအပြင်မော်တာတွေနဲ့ပါပြန်ပြီးပစ်ခတ်ခဲ့တာပါ ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ပြည်သူ3000ကျွဲထပ်မင်းနဲ့ ဒီစစ်ဘေးရှောင်ခဲ့ရတယ်လို့လည်းသိရပါဗျ။ထိုင်းဘက်ကဒီတိုက်လင် F16 တွေကိုအသုံးပြုပြီးဘုံကျဲခဲ့တာမှဒီထိုင်းနဲ့ကမ္ဘောဒီးယားနေဆက်ကကမ္ဘောဒီးယားစစ်တပ်ကဒီအခြေကုတ်ယူထားတဲ့ကာစီနိုတစ်ခုကိုဒိုက်ရိုက်ထိမှန်ပြီးမီးလောင်နေခဲ့တာကိုကျွန်တော်တို့ drone footage မှာမြင်တွေ့ခဲ့ရပါဗျ။ကမ္ဘောဒီးယားကလည်းဘူရီယန်ပြည်နယ်ရဲ့ဒီလေယာဉ်ကိုအတွဲလိုက်ပြဒုံးစနစ်ဖြစ်တဲ့ BN21 လက်နက်တွေနဲ့ပြန်ပြီးတော့ပြစ်ခတ်ခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကဒီ အော်တိုဘာလနောက်ဆုံးအပတ်ကမှဒီဒေါ်နယ်ထရန့်ရဲ့ဦးဆောင်မှုနဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာနှစ်နိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးထားတာပါ။ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်မထိုးခင်ဒီမေလကနေအော်တိုဘာလအတွင်းတိုက်ပွဲတွေမှာအပြင်းထန်ဖြစ်ခဲ့ပြီးတော့နှစ်ဖက်အကြဆုံးရှိခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့စကန်အာမီကတော့နေဆက်ဒီစားတစ်ချောင်းဒီအလုံးစုံတိုက်ပွဲကိုတိုက်ခိုက်သွားမယ်လို့ကြေညာထားပြီးတော့ကမ္ဘောဒီးယားကလည်းစစ်ရေးကိုအချိန်မြင့်တိုက်ခိုက်သွားဖို့ရှိနေတာကိုကမ္ဘောဒီးယားဘက်ကထွက်လာတဲ့ဒီ ရုပ်တံတွေအရာအတိရပါတယ်။မနေ့ကတော့လက်နက်ငယ်တွေဒါအပြန်အလှန်ပြစ်ခတ်ခဲ့တာမျိုးဖြစ်ပြီးတော့ဒီနေ့မှာတော့နှစ်ဖက်စလုံးကဒီအလုံးစုံစစ်ပွဲကိုသွားဖို့ကြိုးစားနေကြပါပြီ။ဒီနေ့နေ့လယ်နှစ်နာရီအထိပြည်နယ်၃ခုထပ်မင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့နှစ်ဖက်အကြဆုံးထိခိုက်ဒဏ်ရာရမှုကလည်းအများအပြားရှိလာနေပါပြီ။ကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအလွန်သတိထားရမှာဖြစ်ပြီးတော့ဒီတိုက်ပွဲကအရင်တစ်ခါကထက်ကိုပိုပြီးပြင်းထန်နေပါတယ်။ ဒီနှစ်နိုင်ငံရဲ့အခြေအနေကိုဆက်ပြီးစောင့်ကြည့်သွားမှာဖြစ်ပြီးတော့ဒီထူးခြားတာရှိလာရင်လည်းကျွန်တော်ထပ်ပြီးတင်ပြပါအောင်မယ်အားလုံးပဲအချိန်ပေးပြီးညှောင်းပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ